ငယ်ချင်းများလည်းမင်္ဂလာပါဒီနေ့ကတော့ဒါဓာတ်ပေါင်းစုပေါ့เนาะအောင်မင်းကောင်စီတော်ကိုရောက်နေရပဲဖြစ်ပါတယ်ဒီအောင်မင်းကောင်ဓာတ်ပေါင်းစုစီတော်ကပေါ့เนาะဒါသိစိတ်ငြိမ်သက်တဲ့ဝန်ထမ်းမြရက်ွက်ကြီးရဲ့ ချင်းမှာရှိရဖြစ်ပါတယ်ပေါ့နော်ဒီအောင်မင်းကောင်စီတော်ကဒီအတိအကျပြောရမယ်ဆိုပေါ့နော်ရန်ကုန်မြို့ဒါတန်လွင်လန်းပေါ့နော်ဝင်းနာမီယာနဲ့ဒါအင်းယားလန်းအနီးမှာတည်ရှိတယ်အောင်မင်းကောင်လန်းမှာတည်ရှိရပဲဖြစ်ပါတယ်အဲဒီစေရော်ကြီးရပါတော့ဒါအဘအောင်မင်းကောင်ကသူ့ရဲ့တိထားသူတီးခဲ့တဲ့ဖျားပေါ့နော်ပြီးတော့ဒါအဘအောင်မင်းကောင်သူထရက်ပေါက်တဲ့ဒီနေရာပေါ့နော်အဲ့လိုမျိုးဖြစ်တယ်လို့လည်းပြောရပြောရပေါ့နော်ဒါတီးရတယ်ပေါ့နော်အဲကြောင့်မလို့ဒါထရက်ပေါက်ဝိဇာလန်းနေ ဒါလိုက်စားရသူတွေဆိုရင်တော့ဒီနေရာကိုဒါတို့မဖြစ်မနေလာရတယ်ပေါ့နော်လာတဲ့နေရာလည်းဖြစ်ပါတယ်ကဲအဲ့တော့အထင်းမှာအဲဒီအဘအောင်မြင်အောင်တဲတဲ့ဖရားအပြေပေါ့နော်အင်းမစီလေးရှိရလို့သိတယ်အဲကြောင့်မို့ဒါဖရားကိုသွားပြီးတော့ဒါဖုံးရမှာပဲဖြစ်ပါတယ်ကဲအဲ့တော့လိုက်ခဲ့အောင်နော်သွားပြီးတော့ဖုံးရပါမယ် တော့ဒါဝင်တဲ့အဝင်လန်းလေးမှာပေါ့နော်အဝင်လန်းလေးရဲ့ဘက်ဘက်ချမ်းမှာဆိုရင်ဒါ body ညောင်မင်းတွေတွေ့ရတယ်ပေါ့နော်အဲ့ body ညောင်မင်းရဲ့တပင်ချင်းစီမှာပေါ့နော်ဖျားတွေကိုတည်ပြီးတော့သူတို့ညောင်မင်းရဲ့ခြေမှာပေါ့နော်ဖျားတွေထိထားပြီးတော့ကုပေးတာဖြစ်ပါတယ်ဒါကတော့ remote ကနေလမ်းမြင်ရတဲ့မြင်ကွင်းနေရာလေးဖြစ်ပါတယ်ရှင်ဒါကတော့ဒါ အဘအမင်းကတပေါင်းစုဇေဒီကိုပေါ့နော်ဒါဆက်ပြီးဝင်တဲ့အဘဖြစ်ပါတယ်ဒီဖခင်ကတော့မနေ့6နိုင်ရနေပြီးတော့ည6နိုင်အထိပေါ့နော်ဒီဖခင်ကြီးကိုလာပြီးတော့ဖွင့်ပြလို့ရပါတယ်ရှင်ဒါတော့ဝင်ပေါက်ပေါ့နော်ဝင်ပေါက်ကနေပြီးတော့ဒါဝင်ပါပြီမဆိုကြောင်လေးတော်တော်များများရှိတယ်။မွန်ကြီးကြောင်ပြီးလာပြီးရှိပြီးလာပါလေ။အင်မီလေးဖြစ်ပါတယ်။ဒီလာချွေလာချွေ ော့ဒါဖះအတွင်းနဲ့ဝင်လာပြီပေါ့နော်ဒီဘက်ဖះရဲ့ပရဝံအတွင်းမှာလည်းသူတို့ဒါဗောရီညောင်မင်းလည်းရှိရပေါ့နော်ဗောရီညောင်မင်းရဲ့အောက်မှာလည်းဒီမှာစီကြီးကိုသူတို့တခြားပြောကိုယ်ကတွေ့ရတယ်ဒီဘက်ချမ်းကလည်းဝင်လို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီဘက်ချမ်းကတော့မဝင်တော့ဘူးအရင်ဆုံးဒီတက်တက်ပေါ့နော်ဘယ်မှာတက်တက်ရလဲအရင်ရင်သွားပြီးတော့ဖူးမြော်ကြည့်ပါမယ် ဖះကိုလာမယ်ဆိုရင်ဒါစကတ်တူပေါင်းတွေတူပေါ့နော်လက်မျိုးလေးတွေတော့ဝိပီရောဖះဝင်နေလာလို့တော့မရဘူးပေါ့နော်ဒါတော့ဖះတိုင်းဖះတိုင်းမှာပြီးတော့ဒီမှာဆိုရင်လည်းဒါကပါကင်လည်းကြကြဝုံဝုံရှိရပေါ့နော်အဲ့တော့ကားနဲ့လာမယ်ဆိုရင်လည်းအဆင်ပြေပါတယ်ရှင်ကပါကင်ကလည်းတော်တော်ကြည်ဒီတော့ဒီမှာဆိုလဲဖះကြီးอ่ะလေတိတ်ဆိတ်ပြီးတော့လေ ဲ့တိတ်ဆိတ်ပြီးတော့တကယ်ဝန်ထမ်းကြီးရဲ့ရက်ွက်ထဲမှာရှိတယ်အားဆိုရပါတော့။အေးချက်ချက်နဲ့ကျင်းငက်တာရက်ကအတန်လေးကိုကြားရပါတယ်။ကြောင်လေးတွေကတော့တော်တော်များတယ်ဒီမှာဆိုရင်လေ။ကြောင်လေးတော်တော်များတယ်။ဒီမှာပေါ့နော်။ဒါတော့ဒါထွက်ရစေးကြီးရဲ့ကြောက်စာပေါ့နော်။ကြောက်စာရေးထားတာဖြစ်ပါတယ်။စေးတော်ရဲ့အလှူရှင်နေ ြီးတော့သူတို့ရဲ့အခုနှစ်တည်းပေါ့နော်အဲ့ဒါကိုဒါကြောက်စာနဲ့ရေးပြီးတော့ပြထားဖြစ်ပါတယ်ရှင်ဒီမှာမြင်နေရတဲ့စီဆိုရင်လည်းပေါ့နော်သူတို့ဒါဖရားရဲ့ဖရားကိုပေါ့နော်သူတို့ထွက်ရပေါက်တင်နဲ့ပတ်သက်တဲ့အင်းတွေပေါ့နော်ဆွဲပြီးတော့ဒါဖရားကိုတည်ထားတာဖြစ်ပါတယ်အခုကတော့ဒါဖရားရဲ့ င်ရှင်းမြင်တော့ဘုံဆက်တက်လို့ရတယ်။နေသားဆိုတော့ဒါဆက်ပြီးတော့တက်ကြည့်ပါမယ်ပေါ့နော်။အပေါ်မှာတော့တရားထိုင်နေသူတွေရှိရတဲ့အတွက်စကားအုပ်အုပ်တက်တက်ဆက်ဆက်ပဲကြောက်လို့ရပါတယ်ပေါ့နော်။အကြောင်းလည်းအတန်လေးကတိုးသွားတယ်ဆိုရင်ကြောက်မှပါလေရှင်။ဆက်ဆက်တက်ပြီးတော့ညဘက်ချမ်းမှာဒါစီတွေ့ရတယ်ပေါ့နော်။ ဈေးဒီအပြင်အရန်ဈေးဒီအစူပေါင်းအများကြီးပေါ့နော်အစူပေါင်းအများကြီးကိုလည်းဒါကဖွင့်ပြရပါတယ် ပေါ်အဖြူပေါ့နော်အပေါ်အဖြူဆိုရင်ဟိုဘက်မှာဆိုရင်လည်းဒါတပေါင်းစုစီရောလေးကိုလှမ်းမြင်နေရပါတယ်ပေါ့နော်ဘူးရရောလုံးဝမိုက်တယ်ရှင်းခဲ့တာရက်ကအတန်နေနေပေါ့နော်တောတောင်ထဲမှာတည်ကြတဲ့ဖရာလူတော်မှာပဲထင်ရတယ်ပေါ့နော်လုံးဝအေးအေးချမ်းချမ်းတိတ်တိတ်ဆိတ်ဆိတ်နဲ့စိတ်ညစ်မှုရတာကိုခံစားရပါတယ်အခုကတော့ဒါတပေါင်းစုစီဖရာကိုသွားပြီးတော့ပြုလာမှာပဲဖြစ်ပါတယ်တပေါင်းစုဖရာကိုသွားတဲ့လမ်းလေးကလည်းပြေးပင်ရပါမှာလေဒါပန်းမင်းနေပေါ့နော် လက်မြင်ချင်းခဲ့တာကအတန်နဲ့တသားရရရှိပါတယ်အအခုဖျားဟာပေါ့နော်ဒါတကယ်ဒိတ်ဒိတ်ကျေဝင်နာမီရရက်ွက်ကတကယ်လုံးဝဖျားလို့မြို့လက်ကဖျားလို့တော့မှာပဲမထင်ရဘူးပေါ့နော်ဟိုကလက်စိတ်နေတက်ပြီးတော့လက်ချက်သိစိတ်တယ် တူရဲ့လေကတော့ဒါကတော့အတွင်းထဲကိုတော့ဝင်လို့မရဘူးနော်ဒါကတော့တော့ခိုင်းထားဆိုတော့ဒါအပြင်ကပဲဖွင့်ရပါမယ်ပြီးတော့ဒါတပေါင်းစုစေကျော်ရဲ့အနည်းနာမှာလဲဒါနတ်ပေါ့နော်နတ်မင်းကြီးရဲ့ရုပ်ထုလေးအဲအဲဒါလေးကိုပေါ့နော်သူတို့ဒီထက်ကြာထုလုပ်ပြီးတော့ပေါ့နော်ဒီမှာကုသခံထားပါတယ် အခုကတော့ဓာတ်ပေါင်းသူစီရွားနေပြီးတော့ဒီဘက်ပေါက်ဦးကိုဆင်းလိုက်ပြီပေါ့နော်ဒီဖေးကမှထူးခြားတဲ့တစ်ချက်ရှိတယ်အဲ့ဒါတော့ဒါပူစင်ညောင်လေးကိုပေါ်ပါတယ်ဒါပူစင်ညောင်လေးတွေကလည်းတို့လူရင်နေပေါ့နော်ဟောလူတိုင်းရင်နေကြည့်ရောဟုတ်တယ်ခါဒီတပေါင်းသူစီတော့လာပြီးတော့ပြောင်းရမယ်ဆိုရင်ဒါကြောင်စာလေးယူလာစီခြင်းနဲ့ပေါ့နော်ဒါကေတို့လာတော့မသိကြဘူးပေါ့နော်ဒါကြောင်လေးရှိရတယ် ူးကတော့ကြောင်တလေးယူလိုက်ပို့ပြီးအဆင်ပြေပါတယ်။ချွဲနေချွဲနေချွဲနမ်လေးငါချွဲအခင်းနဲ့အမများတယ်။အမအမပေါ်တယ်ကြောင်လေးတွေလည်းရင်လိုက်ကြပြီးအောင်နော်။ တပ်ပေါင်းစုစီရောကြီးကိုပြမြော်လို့ဆောင်းဝါးလို့ထင်ပါတယ်။အမြောက်ဦးရတဲ့ငယ်ချင်းတွေလည်းမဟုတ်တော့ကိုရင်ရောက်ရတဲ့လူတွေခန်းစားလိမ့်မယ်လို့လည်းထင်ပါတယ်ရှင်။အခုတော့ပြန်လာတော့မယ်။အားလုံးကိုဆက်ပါတယ်တက်တာပါ။